မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့တောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ဥရောပရဲ့ထိတ်တဲ့နေပွဲစဉ်တွေရှိသေးတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားတော့ရှိတဲ့ဥရောပရဲ့ထိတ်တဲ့နေပွဲစဉ်တွေတည်းရနေပြီးတော့မှနှစ်ပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့တုံ့တက်ပြင်မှာပေါ့နော်အဲ့တော့တခြားတော့လက်ကျန်ပွဲစဉ်တွေကပွဲစဉ်တွေရဲ့တုံ့တက်ချက်တွေတည်းပြီးတော့တခြားသောမောင်းတွေပေါ့နော်ဒါဒီအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရယ်ပေါ့နော်အဲ့တော့ Viber Channel Link က Telegram channel link ကိုဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးတာဘောနော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပရမအောင်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ညတနိုင်မှာကစားမယ့်အချမ်းမန်ပွန်တက်လီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Water Bremen နဲ့ Union Berlin တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ချင် Water Bremen က တည်ရကြရင်35ပြားရှုံမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ပိုးသွင်း65ပြားရောက်မယ်ပေါ့အဲ့တော့ water breathing အသင်းကိုကျွန်တော်ပြန်ကြည့်သူတို့ကဒီပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ high line နဲ့အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တစ်ဖက်ကနှစ်ခုစီတည်ကြခဲ့တယ်သူတို့နိုင်ပွဲမရခဲ့ဘူးပေါ့အဲ့တော့ဒီပွဲကသူရဲ့အိမ်ပွဲမှာ water breathing အနေနဲ့နိုင်ပွဲပြန်ရှာရမယ်ပွဲစဉ်တွေဝင်ဖြစ်တယ်ပေါ့နော်တစ်ဖက်က junior ball ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေသူတို့ကဒီဒီ motion club အသင်းနဲ့ကစားတယ်သူရဲ့အိမ်ပွဲမှာ3-1နဲ့နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလေ ဘာလင်အနေနဲ့နောက်ထပ်နိုင်ွေးတစ်ပွဲထပ်ရဖို့သူတို့အသင်းအနေနဲ့လည်းကြိုတင်ပြီးတော့ပြင်ဆင်လာမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှင်ဒီပွဲစဉ်ရဲ့လက်ရှိပေါက်ကြည့်ပေါ့နော်၃-၅ပြားရမယ်ဆိုပြီးတော့ကြီးထွက်လာတယ်အဲ့တော့ဒီပွဲစဉ်ရဲ့ အဲစုစုစေးဆက်စားခြင်းထွက်တဲ့တဲကြီးကိုကျွန်တော်ပြန်ကြည့်လိုက်ရွှင်သုံးလုံးအပြည့်ရှုံပေါ့နော်ဒီပွဲစဉ်ကသုံးလုံးအပြည့်ရှုံဆိုတဲ့ကြီးတစ်ခုကနေပြီးတော့ထွက်လာခဲ့ပြီးတော့မှလက်ရှိအချိန်မှာဆိုလို့ရှိရင်3ကုသွင်း65ပြတ်တိတော့ပြန်ပြီးတော့ပြီးလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ကြီးရတော့ဒီပွဲစဉ်ရဲ့ကိုပေါင်းကြီးကတော်တော်လေးကိုကျလာခဲ့တယ်လို့တွေ့ရလိမ့်မယ်ပြီးတော့2သိန်းလုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ2သိန်းလုံးရဲ့ပွဲစဉ်ကပွဲစဉ်တွေကကိုပေါ်ခဲ့တယ်လို့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲက ်အဲနှစ်သိန်းလုံးကိုပြန်အောင်လိမ့်မယ်ပွဲစဉ်လိုပဲလို့လည်းကျွန်တော်ထင်တယ်ဗောနော်ပြီးတော့ Union Berlin ကသူတို့ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်သူတို့ကခန်းစစ်ကိုအသေးသေးချာချာလေးလုံလုံချုံချုံကစားတတ်တာကိုတွေ့ရတယ်အဲ့တော့ပြောမလို့ဆိုလို့ချင်း Berlin ကဒီပြီးခဲ့တဲ့တပတ်ကနိုင်ငံရခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာသူတို့အနိုင်မရလေကိစ္စမရှိဘူးအဓိကသူတို့ဒီပွဲမှာအသေးသမတ်ရခဲ့တော့ဒီဒီပွဲမှာ Berlin တော့ကတော်တော်လေးကိုထိုက်တယ်နေဗောနော်တပတ်က Water Bremen ကတော့ဒီပွဲမှာ အနည်းဆုံးဒီတည်ရည်သွို့ဖို့အနိုင်ကစားမှာပဲအဲ့တော့ဒီဘွဲကကျွန်တော်စိတ်တင်ဝန်းဝန်းလောက်နဲ့ပြီးဆုံးလင်းမဲ့ပို့တင်လို့ပဲလို့ထင်တယ်ပေါ့နော်ဒီ112 1အလုံးစုံအဲ့လောက်ထိပဲရောက်လိမ့်မယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကနှစ်သိန်းပေါင်းသိန်းကိုရင်းနေမယ်ဒီကိုပေါင်းကြီးအရကိုအောက်ဝင်မဲ့ပို့တင်လို့ပဲလို့ထင်တယ်ပေါ့နော်အဲ့တော့သုံးဖို့သွင်း65ပြားရမယ်ဆိုတော့ဂျေတခုက၄ကိုသွင်းမှအပြည့်အောင်မဲ့အနေထားတစ်ခုမှာကျွန်တော်ကတော့ဒီဘွဲစဉ်အတွက်ဆိုလို့ရှိရင်ကိုောက်ကိုပဲရွေးချယ်ပြီးခြင်းနဲ့ပေါ့အဲ့တော့နောက်ထပ်သုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်ကကျွန်တော်ဒီနေ့ညတနင်္ဂနွေမှာကစားမယ်အင်္ဂလိပ်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့လေယူ United နဲ့ West Ham တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်းချီကျွန်တော်ပြင်ချင်း Lee United ကတကောသွင်း85ပြားရမယ်ပြီးတော့ goal ball အနေနဲ့ဆိုလို့ရှိရင်2 goal သွင်းပြား90ရှုံးမယ်ပေါ့နော်အဲ့တော့ Lee United အတင်းကဒီပြီးခဲ့တဲ့ Burnley နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်2-0နဲ့သူတို့ရှုံးခဲ့တယ်ပေါ့နော်ဒီတစ်ဖက်က ဝဆန်းအတင်းရကြတော့လေဒီ prompt ဖို့နဲ့ကစားပြီးတော့သူတို့တင်းကလည်းပဲတူးစီနဲ့ရှုံးတော့ရတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်နှစ်သိန်းလုံးကဒီပြီးခဲ့တဲ့အပတ်ဒီမှာရှုံးပွဲတွေတွေ့တွေ့ထားတာအဖြစ်တဲ့တော့ကြောင့်ဒီဒီနေပွဲကသူတို့နှစ်သိန်းအတွက်ဆိုလို့ရှိရင်အပေါင်းလက္ခဏာဆောင်တဲ့ရလတ်တစ်ခုရဖို့ပြန်ပြီးတော့စူးစမ်းမဲ့ပွဲစဉ်လေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ Lee United အတင်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့က ဒီသူတို့ရဲ့အင်အဝေးမှာနောက်ဆုံးကစားခဲ့ပွဲစဉ်မှာဆိုလို့ရှိရင်စပါးကိုသူတို့2-1နဲ့ရှုံးခဲ့တယ်ပေါ့နော်အဲ့ဒီရှုံးပွဲအကြောင်းပဲလီယူနိုက်တက်ကဒီရာဒီသူတို့ရဲ့အင်အဝေးမှာရှုံးပွဲလုံးဝမရှိသေးတဲ့မှတ်တမ်းကောင်းတစ်ခုဒီပြီးခဲ့တဲ့စပါးနဲ့2ပွဲမှာ2-1နဲ့ရှုံးခဲ့ပြီးသူတို့ကြိုးပြခဲ့ရတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီရာဒီမှာလီယူနိုက်တက်ကသူတို့ရဲ့အင်အဝေးမှာဆိုလို့ရှိရင် Everton Newcastle ပုံမှန်စပါးအစရှိအသင်း၄တင်းနဲ့တွေ့ခဲ့တယ် အဲ့လေးတင်းနဲ့တွေးဆောင်ရဲ့ပွဲစီနေမှာဆိုလို့ရှိရင် စပါအတင်တတင်းနဲ့ဝတ်သူရှုံးရဲ့ဖြစ်တယ်ပေါ့နော်အေဗရန်သူတို့ရဲ့အိမ်ခွေးမှာနိုင်နေမိကဆဲနဲ့ပုံမောက်ကိုသူတို့ရဲ့အိမ်ခွေးမှာတည်ရကစားနိုင်ရတယ်ပေါ့နော်အဲ့တော့သူတို့ဒီနေ့အိမ်ခွေးမှာတစ်ဖက်ကသူတို့ရင်ဆိုင်မဲ့အတင်းကကျတော့ဝက်ဆန်ဖြစ်တယ်ပေါ့နော်ဝက်ဆန်ကဒီဟာဒီပရီးမီယာလိရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ရမှတ်တမတ်ပဲရထားရဲ့အတင်တတင်းဖြစ်တယ်ပေါ့နော်ပြီးတော့သူတို့အတင်းကဒီပြီးခဲ့တဲ့ brand phone နဲ့ပွဲမှာဆိုလို့ရှိရင်လည်းတူးစီးနဲ့ရှုံနေပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဝက်ဆိုင်းရဲ့တိုက်စစ်ကကိုပေါက်ကန်ကျဲစုစုပေါင်းဒီကိုပေါက်တဲ့တဲ့ကန်ကျဲတစ်ချိန်သာပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်ပြီးတော့လက်ရှိ Premier League မှာဆိုလို့ရှိရင်ခန်းစည်အပိုင်းရအဆိုးဝါးဆုံးအသင်းတွေထဲမှာဆိုလို့ရှိရင်ဝက်ဆိုင်းကထိဆုံးနေရမှာရှိနေရပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာလည်းဝက်ဆိုင်းရုံကရုံရုံကန်ရနိုင်ကြီးရှိတယ်သူတို့ရဲ့တိုက်စစ်ကလက်ရှိမှာအရင်ကြီးအလုံးမဖြစ်ဘူးဒီနေ့သူတို့တွေ့ရမယ့်တစ်ဖက်ကလီယူနိုက်တက်အတင်းရကြတော့လေအိမ်ဝင်းနောက်ဆုံးလီဝဲမှာဆိုလို့ရှိရင်နှစ်ပွဲတိတိကလင်းရှိရခဲ့တဲ့အတင်းဖြစ်တယ်ပေါ့နော် သူတို့တင်းရဲ့အိမ်ဝင်းဒီယာဒီကစားခဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် ကလင်းရှိမရခဲ့တာနှစ်ပွဲပဲရှိရပါတော့ဘုံပေါင်းတဲ့ပွဲရဲ့စပါနဲ့ပွဲရဲ့ပြောမှဆိုလို့ရှိရင်အဲ့ဒီအသင်းတွေကတိုက်ဆက်အားကောင်းတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်အဲ့အဲ့ဒီနှစ်သင်းနဲ့တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာပဲ Lee United ရဲ့ခံစီကပေးဖို့ပြီးခဲ့တာဖြစ်တယ်ပေါ့နော်တဖက်ကဝက်ဆန်ကိုရိုင်းကကျတော့လေတဝဲပြင်းမြသူတို့ရဲ့ခံစီကဒီ2.25ဝင်းကျင်လောက် ခွင့်ပြုပေးနေရတယ်ဆိုတော့ဒီပွဲမှာ Lee United ကိုပိုသဘောကျတယ် Lee United 1C 2C လောက်ဝဆန်းအနိုင်ကစားပြီးတော့သူတို့ clean sheet ပါရသွားလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ဒါတကိုးသွင်း85ပြားအတီတီရမယ် Lee United တင်းအောင်ဒါဒီနေ့ဒုတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးလိုက်မှာပေါ့